်အားလုံးပဲမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ April 20ရက်နေ့ဒီနေ့မှာတင်ပြသွားမယ့်အကြောင်းအရာကထိထဗျူဟာမူဘလို့သိဆုံးခဲ့လဲဆိုတဲ့သတင်းဖြစ်ပါတယ်ဆိုတော့ဘလို့သိဆုံးခဲ့လဲကျွန်တော်ပြပါတယ်လိမ့်လိမ့်မမနေမစိုးနဲ့ကောင်းကောင်းမွန်မွန်ပြောနေတာလူတွေလူစကားပြောနေတာ လူလိုပြန်ပြောလူလိုပြန်မပြောဘဲနဲ့မချေမငန်းပုံစံမျိုးနဲ့ခပ်ပီပီခက်ဆောင်ဆောင်အကြည့်မျိုးလာမကြည့်နဲ့ကို့အခြေအနေကိုမသိဘူးကျွန်တော်တို့ကောင်းကောင်းပြောတယ်ခွေးရခွေးနေရခွေးနေအပွင့်လင်းဆုံးပြောမယ်ဆိုရင်ကျွန်တော်လက်နဲ့ချဖို့အချိန်ချင်းပြောခဲ့သည့်တိုင်အောင်မချေမငန်းမိုက်ရိုင်းစွာနဲ့ကျွန်တော်တို့ကိုအထင်သေးခဲ့တဲ့ပြူဟာမှုကျွန်တော်တို့ကို မချင်မငန်ဆက်ဆံခဲ့တဲ့ပြူဟာမူအရှင်ဖမ်းမိခဲ့တာတော်မှသူ့ကိုသူဘယ်အဆင့်ရောက်လို့ရောက်နေမှန်းမသိတော့ဝကြောရှာသွားပါတယ်တဖွဲ့လုံးဝကြောရှာသွားပါတယ်ဆိုတော့ဒီအကြောင်းကိုကျွန်တော်ပြောပါပါနောက်တဲ့ဒင်းဘုတ်ကတော့ လက်ရှိအချိန်မှာကရင်ပြည်နယ်အတွင်းထဲမှာဆုံးရှုံးထားတဲ့စစ်ကမ်းပေါင်းမြောင်များစွာအတွက်ပြန်လည်သိမ့်ပိုက်ရရှိဖို့အတွက်ဗပတ်ကြီးရဲ့ညွန်ကြားချက်နဲ့အတူ ပြင်းထန်တဲ့ဖိုးစစ်တွေနဲ့ပြင်းထန်တဲ့တိုက်ခိုက်သိမ့်ပိုက်မှုတွေနဲ့လူအင်အားထောင်နဲ့ချီတဲ့စစ်ကြောင်းကြီးတွေနဲ့ပြန်လည်တိုက်ခိုက်သိမ့်ပိုက်ဖို့ဒီကနေ့ညွန်ကြားချက်တွေထပ်ပေါ်နေပါတယ် ဆိုတော့ကင်းပြီနဲ့မှအကျမဖတ်စစ်ခွေးတက်နီလိုရောကောင်းရဲ့လားစိုးရင်မိပါတယ်သူတို့မိမတွေရဲ့အစားဒီနေ့ဒီချိန်ကိုကရင်ပြည်နယ်အတွင်းထဲကကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေအသက်ရှူအောင်ပြီးတော့စောင့်နေကြတာဒီနေ့ကကျွန်တော်တို့နေပါဆိုတော့ဒီအကြောင်းတွေကျွန်တော်မိပါတယ်ကြားရမှာဖြစ်တယ်ဆိုတော့နောက်ဆုံးမှကျွန်တော်တို့မော်ဖာသူ့ အကျမဖက်စစ်ခွေးတက်စကန်းကိုတိုက်ခိုက်သိမ့်ပိုက်ချိန်မှုန်းနိုင်ခဲ့ပြီဆိုတဲ့တည်င်းလဲကျွန်တော်ရဲ့မိဘတွေကြားမှာဖြစ်တယ်ဆိုတော့ကျွန်တော်ကမော်ဖားသူသားဗျကျွန်တော်မော်ဖားသူဒီစစ်ပညာအပစင်နှစ်မှာကျွန်တော်သင်တန်းကတ်တဲ့သင်တန်းတက်ခဲ့တဲ့ရဲဘော်မော်ဖားသူနေရာအကုန်လုံးကိုသိဆိုတော့ဒီကနေ့မှာကျွန်တော်စစ်မြေပြင်ကျွန်တော်တို့ဒါတိုက်ပွဲတွေအကြောင်းနဲ့ဒါမလိမ္မာတဲ့ ဟွေးကြီးတွေအကြောင်းကိုတင်ပြပေးမှာဖြစ်ပါကြောင်း။ကျောင်းမိမပြည်သူတဦးချင်းစီတိုင်းဝင်းရဲ့ကြီးစုပေးဖို့လေးစားစွာဖိတ်ခေါ်လိုက်ပါတယ်။ဟုတ်ပါတယ်။ဒီအချိန်ကကျွန်တော်တို့အချိန်မှာလက်ရှိတိုက်ပွဲတွေဟာကျွန်တော်တို့ပြည်သူအားလုံးရဲ့ အောင်နိုင်ပြီးသားကျွန်တော်တို့ပြည်သူအားလုံးရဲ့ပိုင်ဆိုင်ပြီးသားကျွန်တော်တို့ပြည်သူအားလုံးရဲ့အရာမှန်များကိုကျွန်တော်တို့ပြည်သူကဝေးတစ်ဖွဲ့ဝင်တွေပြန်လဲရယူပြီးနေတဲ့တိုက်ပွဲအဲကိုပစ္စည်းကိုပြန်သိမ်းရတာတစ်ခါတစ်ခါတော့ရင်နာတယ်ဟုတ်ပြီတိရတိုက်ပွဲမှာအကျံဖက်စစ်ခွေးဖြူဟာမူအရှင်ဖမ်းမိရရှိထားတဲ့တဲ့ရင်ကနေဦးထုတ်ပြန်ကြညာဒါတွေတွေ့ရမှာဖြစ်တယ် ဆိုတော့ကျွန်တော်ကရဲဘော် PP လူငယ် PP ကျွန်တော်ရဲ့ Telegram မှာတော့ကျွန်တော်ကဒီနေ့မနက်စောပိုင်းတွေကကျွန်တော်ပြောပြထားတဲ့ viewer မှုကတော့ဝကြောရှာသွားပြီဆိုတဲ့အကြောင်းပါဆိုတော့ကျွန်တော်ရဲ့ Telegram မှာဒါအဲ့ဒီရေးလိုက်တဲ့အချိန်မှာအဲအချို့ကျွန်တော်ရဲ့ဗောနော်ဒါမိသားစုဝင် မဟုတ်တဲ့ဗောနော်အဲပုံမှန်အတိုင်းဝင်ကြည့်တဲ့သူတွေကအဲပြစ်တင်တာတွေလည်းရှိပါတယ်ဆိုတော့ ကျွန်တော်တို့သတင်းထုတ်ပြန်မှုဟာကရင်စီအခြေအနေကိုပဲကျွန်တော်တို့ထုတ်ပြန်ခြင်းရပါတယ်လက်ရှိကင်းပြည်နယ်အတွင်းထဲမှာတောင်ပိုင်းဒေသကြီးတစ်ခုလုံးမှာပြင်းထန်တဲ့တိုက်ပွဲတွေဆင်နွှဲနေတာအချို့သောမိဘပြည်သူဆိုရင် နောက်ကျမှသိတာကျွန်တော်ရဲ့ channel မှာတော့ကျွန်တော်မိဘပြည်သူတွေဒါဒီအတန်အနေဒါကိုယ့်ရဲ့လက်ရှိပေါ့နော်ဒါစစ်မှတ်ဖြစ်နေတဲ့နေရာတွေမှာဘေးကင်းလုံခြုံဖို့အတွက်ကိုတော့ကျွန်တော်ကတော့တတ်နိုင်ဆုံးဒါကြိုတင်ပြီးတော့တင်ပြတတ်ပါတယ်ဟုတ်ပြီ တင်းနာကြီးတိုင်းတွင်းက view ဟာမှုအကောင့်တော်တော်ကြီးပါတယ်ဆိုတော့သူ့ရဲ့ပုံနဲ့အဲအသေးစိတ်ချက်လက်ကိုတော့ကျွန်တော်တိတ်ကံမှာထပ်ပြီးတော့အာထုံးစံတိုင်းဝင်ရောက်ပြီးတော့ကြည့်ရှုပေးပါကြည့်တဲ့ပုံကတောက်ချိုးမပြေဘူးကျွန်တော်ယုံပါဆိုတော့အဲ့ဒီစကန်းကိုလည်းအဲ့ဒီ view ဟာကုန်းကိုလည်းကျွန်တော်တို့ငကိုကလေးကကျွန်တော်တို့ ਨੇ ပူပေါင်းဖို့ ကျွန်တော်တို့အတက်အန်ဒီရဲ့ကိုနံပါတ်1အာမခံတယ်နံပါတ်2လက်နက်နဲ့ကပူပေါင်းလှတယ်ပြီးတော့ကိုအောင်မှာရှိတဲ့ရဲဘော်တွေကိုလည်းစီယုံနှိုက်နေဆိုရင်ဘာလုပ်ငန်းလုပ်ချင်လဲဘယ်နိုင်ငံမှာ အခြေသွားချချင်တယ်အကောင့်ကူညီပေးမယ်လမ်းအောင်လျှောက်ရမလို့ဘူးကောင်းကောင်းမုံမုံပို့ပေးမယ်လုပ်ငန်းလုပ်ချင်တဲ့စီးပွားရေးလုပ်ချင်တဲ့ဆိုရင်စီးပွားရေးလုပ်မယ်ပတ်စံမှာထုတ်ပေးအောင်မှာဒါလောက်ထိ ကျွန်တော်တို့သူတို့ကိုကန့်လန့်ခဲ့တာကျွန်တော်ရင်မိပါတယ်စင်သာကြည့်မိမယ်လို့ယူဆပါတယ်ဒါကိုကျွန်တော်တို့ပရမအချိန်ကျွန်တော်တို့လှမ်းပြီးတော့ကန့်လန့်တဲ့အချိန်မှာတည်းကသူကမလာအာကိုနဲ့ကျွန်တော်တို့ကိုရိုင်းရင်းစန်းစန်းပြန်ပြီးတော့တုတ်ပြန်တယ်မင်းတို့လုံနိုင်ရင်လုံလိုက်မင်းတို့လုံရဲရင်လုံလိုက်မင်းတို့အကုန်လုံးမตาပေါ်သွားမယ်ဟာကျွန်တော်ကြောက်ခါတာပေါ့ ကျွန်တော်တို့ကိုပြန်ဖြဲတာကျွန်တော်ရင်ပြပါကျွန်တော်တို့ကိုပြန်ချင်းချောက်တာအဲ့ဒီ you are move ဆိုတဲ့အကောင်ဒီခုတော့နေလို့ရောကောင်းကြတယ်စိတ်ပူလို့ပါပြီးတော့သူ့အောက်ကကောင်းနေရောအစဉ်ပြေကြရဲ့လားနောက်တဲ့ဒရင်းလေးတစ်ခုကမဘာသူစကန်ကိုတက်ခတ်သိမ့်ပိုက်လိုက်တဲ့အချိန်မှာအချက်မဲ့ဖက်စစ်ခွေအကောင်20ကြော time back ကိုထုံးစံအတိုင်း ်ပြီးကြုံတန်းရထမိန်သွားခြုံကြပါတယ်ဆိုတော့ကျွန်တော်တို့တိုင်ရဒီကောင်နေပြင်းမယ်ဆိုတာလည်းကျွန်တော်တို့သိပြီးသားဒါပေမဲ့ဒီလက်ရှိဘူဝမျိုးဘူဝမျိုးရဲ့အောက်ကငစနူကောင်တွေပြေးကျင်အောင်မရအကုန်လုံးဝကြောရှာသွားပါတယ်စိတ်တော်မကောင်းဘူးကြောက်ရမိပါတရင်ဖြစ်စဉ်လေးကိုအရင်ဆုံးကြည့်ကြည့်အောင်တိတဗျူဟာအကြမ်းဖက်စစ်ခွစ်တက်စကန်ကိုတိုက်ခိုက်သိမ့်ပိုက်တဲ့အချိန်မှာဗျူဟာမှုနဲ့အဲ့ဒီဗျူဟာမှုအောက်က နစလူခွေအားတွေကိုအရှင်ဖမ်းမိရမိခဲ့တာပါကျွန်တော်ကောင်းကောင်းမုံမုံထားပါတယ်ကောင်းကောင်းမုံမုံမေးပါတယ်ဆရာကျွန်တော်လူငယ်တွေကိုအဲ့ဒီကောင်ကအထင်သေးတာကျွန်တော်လူငယ်တွေကိုအဲ့ဒီကောင်ကဘယ်လိုမဆိုင်တာကျွန်တော်လူငယ်တွေကိုအဲ့ဒီကောင်ကဘယ်လိုမျိုးထင်နေတာလဲ ။မလုံရဲဘူးလို့ထင်နေတာလား။ဆိုတော့ကျွန်တော်နိုင်ငံအတွင်းထဲမှာရှိတဲ့ရာဇကြီးကြီးရယူထားပါတယ်ဆိုတော့ဘူဟာမှုတို့တိုင်မှုတို့ဒါစကမှုဆိုတဲ့ကောင်တွေကျွန်တော်ပြည်သူရှေ့မှာဒူးထောက်ခဲ့တာတွေ့ကျွန်တော်လူငယ်တွေအရှိမလက်ပိလက်ကိုကြိုးချီတုပ်ပြီးတော့ကျွန်တော်တို့အရှိမပဲမျက်ရည်ကန်ထိုးအတနာခံခဲ့ရတာတွေအဲ့ဒီကောင်မသိလို့လား ဒါမှမဟုတ်သူတို့ရဲ့ခေါင်းဆောင်အကြမ်းဖက်ဒီနိုင်ငံတနိုင်ငံလုံခိဆက်ဆက်တောက်သုံးမကြဇုံကောင်ဂျပူအရက်ကလည်းမမီညံရေပါမမီတဲ့ကောင်ကိုအာကိုနေတာလားဘာလဲလေးချောင်းပြစ်ကူလာရင်ငါတို့လွတ်မှာလားဆိုတော့ဒီလိုမျိုးအတွေးမျိုးစုံနဲ့ကျွန်တော်လူငယ်တွေကိုမမရန်ရန်ပြန်လဲဆက်ဆံ အရှင်ဖမ်းမိနေတဲ့အချိန်မှာเนาะကျွန်တော်ညီပါဆိုတော့သူ့နောက်မှာအရှင်ဖမ်းမိတဲ့စစ်ခွေးပေါက်တွေကလည်းအများကြီးငါပြူဟာဘူးပေါ့ငါစစ်ခွေးပေါက်တွေရှိမှငါရဲ့မန်မချဘူးပေါ့လူကကြည့်တော့အဆင်မရှိလို့ရှည်ချင်းမရှိလို့ကျွန်တော်တို့လူငယ်တွေအရှိမအဖမ်းခံလိုက်ရပြီ။ကောင်းကောင်းမွန်မွန်ဆက်ဆံပေါ့ဗျာ ကျွန်တော်တို့ကောင်းကောင်းမွန်မွန်မေးတာပဲရေးဆိုင်ရေးတတ်တာပဲသမင်းဆိုင်ကသမင်းမှကျွေးသေးတယ်ပေါ်စားချင်လားကောင်းမှကျွေးသေးတယ်စလိတ်တောက်ချင်လားကျွန်တော်တို့လူငယ်တွေစလိတ်ပါတိုက်သေးတယ်ကျွန်တော်တို့စီမှာဖန်စီရမိထားတဲ့တုံမှန်တွေကျွန်တော်တို့အကောင်းဆုံးထားခဲ့တဲ့အရှိမမတတ်မှတ်ရတယ်အများကြီးရှိပါတယ်သူတို့ပြောပြောနေတဲ့တရားတော်စစ် တို့ပြောပြောနေတဲ့တရားသောတိုက်ပွဲကြီးအခုဘာဖြစ်လို့တို့ဆက်ရှုံးနေတာလဲဒါကြောင့်ကိုယ်အစင်မှကိုမတိကျွန်တော်လူငယ်တွေရှိမှဒူးထောက်နေရတာတောင်မှကျွန်တော်လူငယ်ကိုမခံဘူးအလိုပဲမမရရင်ဆက်ဆံပြီးတော့ရန်လိုတဲ့အနေအထားတွေနဲ့ကျွန်တော်တို့မေးမြန်းနေတဲ့အချိန်မှာပဲကျွန်တော်တို့ကိုတုံ့ပြန်ဖို့အတွက် အမ်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ရံပြူဖို့အတွက်မတက်ထရက်ပြီးတော့ပြုတ်မှုတဲ့ပြုတ်မှုကြောင့်အခုအချိန်မှာတော့ဘဝစဉ်ငရဲကို မစစ်တောင်းမထဲ့ပဲနဲ့ပို့လိုက်ပါတခါတည်းကြုံပြီးတော့ပြောထားတာကျွန်တော်ရဲ့မိပါဟိုဘရကကတိတာဘူဟာမှုရဲ့မိမမိသားစု ပြီးတော့သူနဲ့ပတ်သက်တော့ဆွေတော်ရှစ်တောင်းမျိုးတော်ပေါင်းအကုန်လုံးမစီတောင်းပေးမကြိုက်ပဲနဲ့ဝီစီငရဲကိုဆင်းခိုင်းလိုက်တာတဲ့ပဲနာကြီးပို့ပြီးတော့လုံလို့ရအောင်ပြီးတော့အဲ့တော့ထိကစခန်းမှာကျွန်တော်တို့ဖတ်ပြီးတော့အရှင်မီးတဲ့ကောင်တွေကလည်းရုံရင်းစံခတ်လုတ်ချင်တဲ့ပုံစံတွေချောက်ကျွန်တော်မိပါတယ်ဘောပေါ့မယ်မျောလိုက်မှာလုံရင်းစံခတ်လုတ် နိုင်တဲ့အခြေအနေတွေကြောင့်အလုံးသူရဲ့နေရာအမှန်ဖြစ်တဲ့ငရဲကိုတယောက်မကြံစဉ်းခိုင်းလိုက်ပါကျွန်တော်တို့အလုံးမဟုတ်ပါဘူးကျွန်တော်တို့ဂျနီဗာကွန်ဗင်းရှင်းကောင်းကောင်းနားလည်ပါတယ်လူသားချင်းစာနာထောက်ထားမှုတွေကျွန်တော်တို့မှာအပြည့်အဝရှိပါတယ်သူတို့ကကျွန်တော်တို့ကိုရန်မှုတယ်တုံ့ပြန်မဲ့အခြေအနေတွေနဲ့ကျွန်တော်တို့ကိုရန်ပြုတ်ဖို့အတွက်လုတ်ဆောင်လာတဲ့လုတ်ရက်တွေကြောင့်တယောက်မှမကြံတည်ဆုံးသွားကြပါတယ် ဆိုတော့အဲ့ဒီအချိန်ကလည်းပဲထိတာ view ဟာစခန်းဂုံတက်ခက်တင်ပိုက်ပြီးတဲ့အချိန်မှာဟိုဘက်ကအပေါ်ကောင်းနေပေါ့ဗျာအကျွမ်းဖက်စစ်ခွေးတက်ကလေချောင်းကလည်းပဲသူတို့စခန်းကိုသူတို့ဘုံကျဲတော့ကောင်းမှမကြံအကုန်လုံးခွေးတီဝတ်တီရုပ်ပြက်စင်ပြက်တည်သွားပါကြောင်းကြောင်းမိဘတွေကိုတည်ပြလိုက်ပါတယ်ဒါဟာကျွန်တော်လူငယ်တွေကို ထိန်သေးတဲ့သူတွေရဲ့နောက်ဆုံးသောသွားရလမ်းဒါကြောင့်ကျွန်တော်တို့ပြောတယ်အကျန်ဖတ်စစ်ခွတ်တက်ရှိတဲ့မိသည့်နေရာမဆိုကျွန်တော်တို့အရောက်လာမှာဖြစ်တယ်ကြိုက်တဲ့နေရာမှာပုံအဲ့ဒီအိမ်ထိတကားလာခေါက်မှာကျွန်တော်တို့မှာနေရာ location အမည်အတိအကျအသက်အရွယ်လူဦးရေစရင်အပြည့်အဝရှိတယ်ကျွန်တော်မြင်ပါဟုတ်ပြီဒါဆိုရင်တော့အဲ့လိုမျိုးကျွန်တော်တို့ ဒါတပ်ဖွဲ့ဝင်တွေကိုမချင်မငင်ဆက်ဆံလိုက်တဲ့ကျွန်တော်တို့အရှင်ဖမ်းမိပေမဲ့သူ့ရဲ့ဒါရန်မှုလိုတဲ့အပြုတ်မှုကြောင့်တည်ဆုံးခဲ့ရတဲ့အကြမ်းမဖက်စစ်ခွေးတက်ရဲ့ view ဟာမှုပြီးတော့သူနဲ့ပတ်သားတဲ့အကြမ်းမဖက်စစ်ခွေးတက်ပေါခွေးတက်ခွေးတက်ကဒါမီးဖြတ်ခံရတဲ့ငစလူခွေးအတွေအကုန်လုံးသိဆုံးခဲ့ရပြီးတော့လက်ရှိအချိန်မှာကျွန်တော်တို့ထိထ viewer ဂုံးကိုလည်းပဲဂျမ်ဖတ်စစ်ခွစ်တက်ကလီချောင်းကနေပြီးတော့ဘုံကျက်တက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်ဝိုင်းချွဲပြီးတော့ MI 70 Jet Fighter လေယာဉ်တွေနဲ့အချိန်ချင်းဘုံကျက်တိုက်ခိုက်ခဲ့တယ်ဆိုတာလေသတင်းရရမှာတွေ့ရမှာဖြစ်တယ်ဒါကြောင့်တို့အကုန်လုံးကအစစီမသာကျဲသွားပါတယ်ကျွန်တော်တို့လောက်တာမဟုတ်ဘူးเนาะကျွန်တော်မြင်ပါကျွန်တော်လောက်တာမဟုတ်ဘူးသူတို့ဘက်ကအဲ့ဒီ viewer ကုန်းကိုပဲဘုံလာကျဲတယ်အချိန်ချင်းဘုံကျဲတာကျွန်တော်မှစရင်လည်းရှိတယ် ကျွန်တော်တို့မှာအသက်တည်တွေလည်းရှိတယ်အဲ့တော့အဲဓာတ်ဘော်ဒီတွေလည်းမကြံလောက်ရောက်မကြံလောက်အောင်ကိုပြောကြတာကမြေတော်မြုပ်เสียမလို့လောက်အောင်ကိုတစားစီစုပ်ပြတ်တက်ခွာလန်ကျဲသွားပါတယ်ဒါကတော့နမေအရန်ကြီးပါတယ်ဆိုတော့ပြီးတော့တမလေးနေမြေအတွင်းထဲမှာအကြီးဆုံးသော viewer စစ်ကန်ရဲ့ viewer မှုရဲ့ နောက်ဆုံးတော့သွားရလမ်းနဲ့သူ့နောက်ကကောင်တွေရဲ့နောက်ဆုံးတော့သွားရလမ်းခကြီးဖြစ်ပါတယ်ဟုတ်ပြီဒီအောင်မြင်မှုကကျွန်တော်တက်မှလေးဒေတာတွင်လဲမှာအကြီးမားဆုံးအောင်မြင်သူအောင်မြင်မှုလို့လဲပြောလို့ရပါတယ်လက်ရှိ viewer အဆင့်စကန်တစ်ခုကိုတိုက်ခိုက်သိမ့်ပိုက်ခဲ့တဲ့ပရမအူဆုံးသောအောင်မဖြစ်ပါဘူးကဲနုတက်မှလေးအလုံးမလုပ်ဘူး ဟာတက်မှ၄ရကရင်အချင်းချင်းပြက်နေတာပဲဟာတက်မှ၄မှာတစ်ဖွဲ့နဲ့တစ်ဖွဲ့ချောင်းပြက်နေကြတယ်တက်မှ၄မှာတယောက်နဲ့တယောက်စကန်တစ်ခုနဲ့တစ်ခု အချင်းချင်းပြက်ခတ်နေကြတယ်ဟုတ်ပါဘုပ္ပချက်ကကတရင်နေမှာတော့ဟုတ်ပါတယ်ကျွန်တော်ရိုက်ကွက်ကတရင်ကတော့တက်မှ၄ရဲ့ အင်အားကြီးဆုံးတမလေးရဲ့ကြီးမားဆုံးသော viewer system ကိုပထမဦးဆုံးတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ပါတယ်။အဖြေကတော့ရှင်းပါတယ်။တို့လည်းပြောချင်တာပြောကျွန်တော်တို့ကတော့ကျွန်တော်လုတ်သိမ့်လုတ်ထိုက်တာတွေကိုတော့လုတ်နေကြပါတယ်။အကြီးမားဆုံးအောင်မြင်မှုရခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ view ဟာကုန်းဟာအခုပထမဦးဆုံးကြိမ်သိမ့်ပိုက်နိုင်ခဲ့တာဒီစကန်အရေးပါတဲ့စကန်ဖြစ်တယ်။အဲ့ဒီစကန်သိမ့်လိုက်တဲ့အချိန်မှာကန်ယိုဒန်တိုင်းစစ်ထာနာချုပ်ကတိုက်လေရင်ဘုံကျဲလေရင်တွေတောင်မက အရှိတောင်တိုင်းစစ်ထာနာချုပ်ကပါလီရင်တွေအသေးအတန်တက်လာပြီးတော့သူတို့စကန်ကိုသူတို့ဘုံကျဲသွားတဲ့အကြောင်းဘရူဆောအန်နာက ပြောဆိုခဲ့ပါတယ်အခုတမခွန်စကန်တင်လိုက်ပြီတမချောက်အကုန်လုံးအမှုကြိတ်ခံရတယ်တမလီ အကြီးမားဆုံးအောင်မြင်မှုလို့ပြောလို့ရတယ်။ဘူဟာမှုအရှင်မှာဖမ်းမိပြီးတော့တုတ်တင်ရှင်းလင်းနိုင်ခဲ့ပြီ။တမ္ဟာငါအကြံဖတ်စစ်ခွေးတက်ရဲ့အခုဒီသာကြံခဲ့တဲ့နေရာကွက်ကွက်လေးညိခတုတ်လေးတွေကိုလေချောင်းကနေတော့ဘုံလေချောင်းကနေပြီးတော့တရုတ်ဝီထုတ်ပစ်ချပြီးတော့မသေးယုံစားတော့နေရတဲ့ကောင်တွေ။ မူးရွာပါစီဆူတောင်းနေကြတာအဲ့ဒီခွေးတွေကသူတို့ရေတော်ငတ်နေကြပြီဆိုတော့တမအတီတီတိုက်ခိုက်သိမ့်ပိုင်မှုတွေနဲ့ကရင်စည်ရင်အခြေຫນွေတွေမှာအကြမ်းဖက်စစ်ခွေးတက်လက်ရှိကရင်နေမြေတွင်းထဲမှာဆုံးရှုံးခံရရတဲ့စစ်ကမ်းတွေကိုပြန်လဲတိုက်ခိုက်သိမ့်ပိုင်နိုင်ဖို့အတွက်အရေးပေါ်စီမံချက်အရေးပေါ်အမိန်ကြီးထုတ်ပြန်လာပါတယ်ဟာကရင်တွေအဲ့လောက်တော့မသိမ့်သေးဘူးလေကျွန်တော်တို့စတိုက်ကြတယ်ရပိုင်းလေးပဲရှိသေးတယ် ဒါကြောင့်ကျွန်တော်ပြောတယ်ကျွန်တော်ရဲ့ Telegram မှာအာကျွန်တော်ရဲ့ဒါရေဘော် channel မိသားစုဝင်တွေဆိုသိပါတယ်တစ်ချိန်မတိုင်လတွေမှာ ကျွန်တော်ခရီးတွေစက်လိုက်သွားပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကြည့်နေကျွန်တော်ရဲ့မိဘတွေပါပါတယ်ဟုတ်တယ်နော်ပြီးတော့အဲ့ဒီမှာလိုအပ်တာတွေကိုသေးစိတ်ကျွန်တော်တို့ညှိနှိုင်းတိုင်ပင်နဲ့ဆောင်ရွက်တယ်အကောင်းဆုံးကျွန်တော်တို့ပြင်ဆင်တယ်လညိုးထိုးပြီးတော့ပါကျွန်တော်တို့တောင်းဆိုခဲ့တာ ကျွန်တော်အဲ့ဒီမှာလေ့ကျင့်ခဲ့တာကျွန်တော်အဲ့ဒီမှာနေခဲ့တာလေးနှစ်ကျော်ကျွန်တော်အဲ့ဒီနေရာတွေကောင်းကောင်းသိတယ်ဟုတ်ပြီကင်းနေမြေအတွင်းထဲမှာတက်ခတ်သိမ့်ပိုက်ခံရတဲ့တက်စကန်တွေကိုပြန်ပြီးတော့အရာယူနိုင်ဖို့အချမ်းမဲ့ဖက်စစ်ခွေးတက်စစ်အင်အားထောင်နဲ့ချီပြီးတော့ပို့ဆောင်မယ်မြေပြင်ကဒါထိုးစစ်တွေကစစ်ကူတွေကပြပို့ပြီးတော့ဝေဟင်ကပါဆိုးမိုးပြီးတော့တက်ခတ်သိမ့်ပိုက် ြန်လဲရယူနိုင်ဖို့အတွက်မင်းအောင်ဖလိုင်ကနေပြီးတော့လက်ဖက်၆စိုးဝင်းကိုအမိပေးညွှန်ကြားလိုက်ပါဟာဒီနိုင်ငံအတွင်းနဲ့တမိုင်းတောက်လျှောက်အညံ့ဆုံးကောင်အယုတ်မာဆုံးကောင်ခိုးဆိုးလူနိုင်တာကအပခိုးဆိုးလူနိုင်တာပဲတတ်တဲ့ကောင်ဒီကောင်ကသင်ပြင်းနဲ့အတွင်းထဲမှာဆုံးချုံခဲ့တဲ့ စစ်ကန်တွေကိုပြန်လဲတိုက်ခိုက်သိမ်းပိုက်နိုင်ဖို့အတွက်လက်ဖက်ကြောင့်စိုးဝင်းကိုအရေးပေါ့အမိန့်ကြီးထုတ်ပြန်လိုက်တယ်ဆိုတော့ပေါင်ပိုင်းတွေကကျွန်တော်တို့ရဲဘော်တွေနည်းနည်းတော့ဖြုတ်သွားတယ်လက်ရနာပေါ့ဗျာလက်ရှိလေကြောင်းကနေပြီးတော့ကျွန်တော်ရတပ်ပြည်သူတွေကိုတတ်တမဲ့ဘုံကျဲပြီးတော့နေစဉ်တက်ဖြတ်နေတဲ့ဂျားကပဲကျွန်တော်တို့ရအောင်တိုက်ခိုက်သိမ်းပေးတာဒါတော့မှစခန်းတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့စစ်ခန်း လူ ਨੇ တခက်သိမ့်ပိုက်နိုင်ခဲ့တဲ့အခြေအနေရရက်ကိုကျွန်တော်တို့မိဘပြည်သူတွေကိုပေးမသိတာတွေအများကြီးရှိတယ်အများကြီးရှိတယ်ဒါကျွန်တော်တို့ဘက်ကဖတ်ပေါ်လာတဲ့သတင်းကိုဟိုဘက်ကဖတ်ပေါ်လာတာကျွန်တော်တခက်သိမ့်ပိုက်ခဲ့တဲ့စကမ်းတွေအများကြီးဆုံးရှုံးလိုက်ရလို့အဲ့ဒီစကမ်းတွေကိုပြန်လဲအရယူပေးဖို့တဲ့စိုးဝင်းကိုခိုင်းတာဟုတ်ပြီတိုင်ရဖြစ်တင်းမှုတွေကိုချက်ကြီးအောင်မှာဂျုံတိုးမှာကြာကလေးအထိအကြမ်းဖက်စစ်ခွေးတက်အင်အားလုံးရင်းနဲ့ဖြစ်တင်းထားပြီးတော့ဂျိုင်းတထားမှာအကြမ်းဖက်စစ်ခွေးအင်အား 200ဖြစ်တင်ထားပြီးတော့ကြားကလေးလမ်းစုံမှာအင်အား150ဖြစ်တင်ထားတယ်ပြီးတော့၅လင်း၅တက်ကတသားတစ်ရောက်50ယသိအကြောင်းဘက်ကအယောက်100ရေစကန်ရှိမှာအကြောင်းဖက်စစ်ခွေးတသားတွေနဲ့ရဲတွေရောဗျူတွေရောအသစ်တွေရောပုံနာကြိုးကန်းတွေရောအင်အားတရာဝင်းကျင်ရှိတယ်လို့နေမြေတရင်အရင်မြစ်တွေကရရှိထားပါတယ် တင်ပြီးနဲ့တော်လိုင်းတက်ဖွဲ့ဝင်တွေပူပေါင်းတိုက်ခိုက်သိမ်းပိုက်ခံလိုက်ရတဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့စခန်းတွေကိုပြန်လဲထိန်းချုပ်နှံ့ရန်မအာလာမေအောင်လှိုင်းကစင်လက်ဖက်6စိုးဝင်းကိုတိုက်ရိုက်အမိန်ပေးပြီးတော့အချိန်တစ်ခုတတ်မှတ်ပြီးတော့မရ ောင်ပြန်လဲတိုက်ခိုက်သိမ်းပိုက်ဖို့အတွက်မှာကြားထားပါလေ။ဒီဘက်ကစဝင်ကတော့ဖင်ကျင်းနေတော့ပြီဗျ။ဘာဖြစ်လို့လဲဆိုတော့တောင်တောင်ပေါ်တောင်နဲ့ရောက်လာတယ်။ဒုံးစာမိပြီးတော့ပိတ်မလို့ဖြစ်သွားတယ်။ကျွန်တော်တို့လူမြင်ကွင်းရှိကကျွန်တော်တို့လူတွေကြည့်နေတဲ့လူမြင်ကွင်းရှိကလာနေချီပြီးတော့တောက်သွားရတယ်။ဆိုတော့အချိန်တစ်ခုကိုတတ်မှတ်ပြီးတော့ မြောက်ရီပါအပါဝင်ချစ်ရှိသမျှသောဆုံဆုံးခဲ့တဲ့နေမျိုးတွေကိုပြန်လည်တိုက်ခိုက်သိမ့်ပိုက်ဖို့အတွက်ဒိုင်းပြိုင်အမိတ်ညွှန်ကြားထားတယ်ဆိုတော့ဟာကျွန်တော်ကလပတ်ချောက်စိုးဝင်နေရမှာဆိုရင်တခွမဲ့ပြန်ပြောလိုက်မှာဟာပပတ်ကြီးရပပတ်ကြီးအလောက်ကြီးချင်းရှိတာပပတ်ကြီးအလောက်ထိစီမံခန့်ခွဲမှုအရန်တော်တာ ဘဘကြီးကိုယ်တိုင်သွားသိမ့်သေးပါလားဘဘကြီးကိုယ်တိုင်ဥဆောင်သွားပါလားအောင်စရာဆက်တောင်းကြီးလည်းရှိနေတာလေပို့လိုက်ပါလားဗျာကျွန်တော်တို့ဆိုအဲ့လိုသူ့ကိုပြောမှာဟာတော့ဒါသူဥဆောင်ပြရတော့မယ်တိုက်ပွဲလည်းဖြစ်နေပြီလေကျွန်တော်နိုင်ငံအတွင်းရဲ့ဒုတိယစီးပွားရေးအကောင်းဆုံးကုန်သွယ်မှုအရန်ကိုအရေးကြီးဆုံးပြီးတော့သူတို့တွေအားကိုးရပါတယ်သူတို့တွေယုံကြည်ရပါတယ်ဆိုတော့ဒါနေကြာဆောက်တဲ့တွေ့ အများအပြားသူတို့တွေစီမံခန့်ခွဲထားတဲ့နေရာဘာကြောင့်ဒီလောက်သူတို့တွေစိုးရင်ကြောက်လန့်နေရတာတော့ထိတာပြူဝမှုလိုမျိုးပေါ့။ဘာလဲ?မင်းတို့လူငယ်တွေငါ့ကိုဖန်နေလား။မင်းတို့ငါမကြောက်ဘူးပေါ့။မင်းတို့ငါ့ကိုမလုပ်ရဲဘူးပေါ့။ငါပြူဝမှုกว่า။ချီချွမ်းဖြောင်းအောင်ဖြန်း။ကြောက်ရတယ်กว่า။ကြောက်နေ။ကျန်တဲ့កောင်တွေလဲ ဟုတ်ပြီဒီလိုအခြေအနေမျိုးမှာဆုံးဆုံးထားတဲ့နေမျိုးတွေကိုမာလာကရေပြင်ကလည်းစစ်ကူပေးမယ်ဝေဟင်ကလည်းစစ်ကူပေးမယ်ပြီးတော့ရေပြင်ကလည်းစစ်ကူပေးမယ်ကြိုက်တာတောင်းအင်းအားလိုသလောက်တောင်းစစ်ကူလိုသလောက်တောင်းအားဘူးတော့ ကင်ပြင်းနဲ့အတွင်းထဲမှာဆုံဆုံခါတဲ့နေမြေတွေနဲ့မြဝရီပါပြန်သိမ့်ပေးဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာကိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရဲ့မိဘပြည်သူတွေ comment ရေးပေးခဲ့ပါဘာလို့လဲဆိုတော့တခါတည်းမှာသူတို့တွေဒါသူတို့ရဲ့အမိန့်တွေသူတို့ရဲ့ညွှန်ကြားချက်တွေသူတို့ရဲ့လှုပ်ဆောင်ချက်တွေကျွန်တော်တို့ကို၌လဲလိုက်လို့မမိဘူးဗျငြိမ်မမိဘူးအချိန်တစ်ခုတည်းမှာပဲအဲစကန်းတွေကိုပြန်လဲတိုက်ခိုက်သိမ့်ပိုက်နိုင်မယ်ဆိုတော့လဲကျွန်တော်တို့လဲစိုးရင်ရတာပေါ့နော်ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကတော့ အဲကျွန်တော်ရဲ့မိသားစုတွေတိမှာပါဒါကြောင့် comment ရေးပေးခဲ့ပါအဲကျွန်တော်တို့ပြောလိုက်တယ်ဆိုရင်အလွန်ဖြစ်ဦးမယ်ဗျဟုတ်ပြီကျွန်တော်တို့လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးတက်ဟာဒါကျွန်တော်တို့ကရင်ပြည်နယ်အတွင်းထဲမှာရှိတဲ့စစ်မြေပြင်တွေကတော်တော်များများကိုလေကြောင်းကနေတော့ဘုံကျဲတက်ခိုက်မှုတွေရှိတယ်ဆိုတော့ဂျုံတိုးမျိုးအတွင်းထဲမှာရှိလေအကြမ်းဖက်စစ်ခွေးတက်ကလည်းဒါရှိရှိမြဖုံကြီးចောင်းတွေဓမာယုံတွေတာသနိကအဆောက်ယုံအကုန်လုံးကိုဘုံကျဲတိုက်ခိုက် ဖြည့်ဆည်းခဲ့ပြီးဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ concrete ပြီးတော့နေရာစုံမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်ကျွန်တော်ရဲ့မိဘပြည်သူတွေအနေနဲ့စည်ရေးသတိရှိဖို့အရေးကြီးတယ်ကိုယ့်ရဲ့အသက်ကိုမိမိတို့လက်တလောအချိန်မှာဒါကိုကိုတိုင်းပဲအမ်ကာဝယ်ရမယ့်အခြေအနေရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒါအချမ်းဖက်စစ်ခွေးတက်ဟာကျွန်တော်တို့ပြည်သူကိုပဲဘုံကျဲတာပါသူတို့လုံနိုင်တာဒါပဲရှိပါတ တော့သူတို့တွေဘုံကျဲတိုက်ခိုက်နေပေမဲ့ကျွန်တော်မိဘတွေကိုပြောချင်တာကတော့ကျွန်တော်တို့ရဲဘော်လူငယ်တွေနဲ့တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေထိခိုက်နေပါတယ်ဘုံကျဲမှုကြောင့်ဆိုတော့မင်းတို့တိုက်ရင်ပြည်သူကိုတတ်ပြမယ်ပြည်သူပေါ်ရက်ဆက်ပြမယ်ဆိုတော့ပြည်သူရဲ့ဒါလက်ရှိခန်းစားနေရတဲ့အခြေအနေကလည်းဒီထက်ဆိုးစရာအကြောင်းမရှိတော့ကျွန်တော်တို့ပြည်သူကလည်းတည်သွားပြီ ဆိုတော့ပြည်သူကိုတက်ဖြတ်ပြနေပေမဲ့တော့ပြည်သူလူထုဝင်းရံထားတဲ့ဒီတော်လန်ရေကတော်တော်လေးကိုအားနဲ့တန်နဲ့တော်တော်လေးကိုအချိန်ကောင်းတစ်ခုမှအချိန်ကိုက်လှူရှာနေကြပါတယ်ဟုတ်ပြီဒီနေ့ဒီကုတ်ချုပ်လေးနည်းနည်းလေးတင်ပြချင်ပါတယ်မဘာတူးမှရှိတဲ့ဂျမ်မဖတ်စစ်ခွေးတက်စကန်အမုတ်ချိတ်ခံလိုက်ရပါတယ်ရုပ်သံဗီဒီယိုကိုကျွန်တော်ရဲ့ဒါ Telegram မှာဝင်ရောက်ကြည့်ရှုပေးပါဆိုတော့မဘာတူး နဲ့မျောဘသူရဲ့မြေပြင်အခြေအနေတွေနဲ့လက်ရှိအကြမ်းဖက်စစ်ခွေးတက်အဲ့တဆွဲထားတဲ့ဒါနောက်ဆုံးတော့လက်နေကြီးကုန်းလို့လည်းပြောလို့ရတယ်ဖြူဝကုန်းလို့လည်းပြောလို့ရတယ်အဲ့ဒီနေရာဟာတကယ်ကိုအချက်ချာကြအမြင့်ဆုံးသောနေရာမှာတောင်ထိပ်မှာနေရာယူထားတဲ့မောဘသူအကြမ်းဖက်စစ်ခွေးတက်စကမ်မှာဆိုအဲ့ဒီမှာမောဘသူမှာကျွန်တော်ကိုနိုင်က KNTO မှာစစ်ပညာတင်ညာတက်ရောက်ခဲ့တာပါ ဆိုတော့အဲ့ဒီနေမည်အကြောင်းကိုကျွန်တော်ကောင်းကောင်းသိပါတယ်ဆိုတော့အဲ့ဒီမော်ဖာသူတောင်ပေါ်မှာကျွန်တော်တို့ဒါစကန်ချထားတဲ့အဲ့ဒီငက်စနူကောင်းတွေကိုလည်းကျွန်တော်တို့ကြိုတင်ပြီးတော့ကျွန်တော်တို့ ਨੇ ပူပေါင်းဖို့အတွက်ပြောဆိုခဲ့တာတွေရှိပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဇကာကိုနားမထောင်နဲ့ကျွန်တော်တို့လူငယ်တွေကိုအထင်သေး short တွတ်ထဲခုမော်ဖာသူကဂျမဖတ်စစ်ခွေးတက်တွေအကုန်လုံးလည်းတေးတဲ့ကောင်ကတေးတေးမှာကြောက်လို့ ိုင်းဘက်ကိုပြေးသွားတဲ့ကောင်ကပြေးသွားကြပါတယ်ဆိုတော့လက်နဲ့ခဲယမ်းတွေအမြောက်များသိစီရမိထားတဲ့အကြောင်းကိုကနဦးပြောပြခြင်းပါတယ်ဆိုတော့နောက်ရက်တွေမှာကျွန်တော်မဖားသူနဲ့ပတ်သက်တဲ့အသေးစိတ်နေထိုင်မှုတွေအသေးစိတ်သာသောက်ခဲ့ရတဲ့ကျွန်တော်တို့ရဲ့ဒုက္ခတွေအဲကျွန်တော်တို့ရဲ့အခက်အခဲတွေကိုကျွန်တော်မိဘတွေကိုတင်ပြပေးပါမယ်ဆိုတော့ဒီကနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အဓိကအကြောင်းအရာကတော့အကျောင်းဖက်စစ်ခွေးတက်က you are moody ဘူကြီးတွေဘူချုပ်တွေပြီးတော့ဒါစကမှုတွေတိုင်မှုတွေရှိရှိသမျှမင်းအွန်လိုင်းအပါဝင်လက်ပတ်ကြောင့်စိုးဝင်ပြီးတော့မဲလုံးဆိုတဲ့အကောင်တွေအကုန်လုံးကိုဒီနေ့ပြောချင်တာကငါတို့လူငယ်တွေအလှည့်ရောက်နေပြီဆိုတော့ငါတို့လူငယ်တွေကိုမချေမငန်ဆက်ဆံမဲဆိုရင်တော့ဒီကနေ့ထိထဗျူဟာပူသွားတဲ့လမ်းမင်းတို့အကုန်လုံးလိုက်ကြတယ် ကျန်တဲ့ကောင်တွေလိုက်ရင်ဒီချက်ပူဆိုးလိမ့်မယ်။ခွေးလိုနွားလိုလိုက်ရမယ်။ခွေးလိုနွားလိုဝတ်လိုသေရမယ်။မက်ဆီလည်းပိတ်ကြိုက်မှာမဟုတ်ဘူး။မြေမြုပ်သိမ်းကြိုပေးမှာလည်းမဟုတ်တဲ့အကြောင်းကိုဒီပေးပြောကြားရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပြစေ။နောက်လာတဲ့ဗီဒီယိုတွေကိုဒီချက်ပူကောင်းအောင်ကျွန်တော်စူးစမ်းပေးပါမယ်။လက်နေပေးစစ်ပေးကပေးကြောင်းနေလေကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့မိဘပြည်သူရဲဘော်ရဲဘက်တအူးချင်းစီတိုင်းဘီရဲ့နေကင်းရှင်းပါတဲ့ကြောင်းလင်းနေတဲ့စူတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေး